ရိုက်စနဲကိုင်စီတို့ဘသူပိုကောင်းလဲအလုံးမင်းမင်္ဂလာပါဘောလုံးလောကကလည်းခတ်တော်ခတ်သားဗျအထူးသဖြင့်အကောင်းဆုံးဘောလုံးသမားလို့ပြောလိုက်ရင်ကျွန်တော်တို့ပရိသတ်တော်များများကတိုက်စစ်မှုတွေကိုပဲအများဆုံးပြင်းပြလေးရှိတယ်ကိုဘလောက်တွင်နေဖလားပဏလုံးရတယ် အဲ့လိုချက်လက်တွေနဲ့ပဲမြင်နေရှိတယ်။အခုလေ rice နဲ့ကင်စီတို့ဘသူပိုကောင်းလဲဆိုတော့ပွဲဖြစ်နေကြပြန်ပြီဗျာ။ကစားတဲ့နေရာအရာတူတယ်လို့ထင်ရပါမယ်။ကွဲပြားမှုလေးတွေတော့ရှိတယ်။ကင်စီတို့ကကွင်းလေအဖြတ်မှာပိုပြီးတော့အထိုင်ချစော်တဲ့ပုံစံရှိတယ်။ဒက်ကလန်ရိုက်ကြတော့လိုအပ်ရင်လိုအပ်သလိုအတက်အစင် နေရာယူမှုတွေနဲ့တကွင်းလုံးပတ်စော်တဲ့ပုံစံမျိုးနဲ့စော်တယ် တဖက်အတင်းရဲ့တိုက်စစ်လမ်းကြောင်းပိတ်ဆို့မှုတွေအဲ့ဒါနဲ့ရှင်းမယ်ဆိုရင်တော့ကန်စီတို့ကအနှဲငယ်ပူတာတယ်လို့ပြောလို့ရတယ်။ကစားနေတဲ့ပွဲပေါ်မှုတပြီးနေရာယူမှုတွင်းကိုဂိုးပန်တီမှု အတင်းအတွက်လိုအပ်တဲ့နေရာအတော်များများကို လိုက်ပြီးဖိစောတဲ့နေရာတွေမှာတော့ Rice ကတန်းတစ်ခုပုံမြင်တော့ကိုတော့ဘောလုံးပြိသက်တွေတီးကြမယ်လို့ထင်တယ်။ကျွန်တော်ဒီတဲ့အမြင်ရတော့ဥဆောင်မှုအပိုင်းနဲ့စိတ်သက်ပိုင်းမှာ rice ကအနေနဲ့ပူတာတယ်လို့ပြောလို့ရတယ်ဆိုပေမဲ့အဓိကဘောလုံးကစားတဲ့အပိုင်းမှာတော့တယောက်တစ်မျိုးစီကောင်းတယ်လို့ပဲမြင်နေကျွန်တော်ကတော့နှစ်ယောက်လုံးကိုကြိုက်တယ်။ဟိုနေ့ကတွေးလိုက်တဲ့စကလုံးလိုပဲ coffee နဲ့လက်ဖက်ရည်ဘယ်ဟာပိုကောင်းလဲညင်းစရာမလိုဘူး။ coffee လည်းကောင်းတယ်လို့လက်ဖက်ရည်လည်းကောင်းတယ်။ rice လည်းကောင်းတယ်လို့ကန်စီတို့လည်းကောင်းတယ်။ဒီနေရာမှာဘတ်မလိုက်ဖ ೇನೆ ပါပါလေးဖြည့်ပြောချင်တာတော့ရှိတယ်။ကန်စီတို့ကစားတဲ့ပုံစံမျိုးကို rice က ကောင်းကောင်းကြီးလိုက်ဆော့လို့ရတယ်။ဒက်ကလန်ရိုက်ရှ်ပုံစံမျိုးကိုကန်စီဒိုအကောင်းဆုံးလိုက်ဆော့လို့ရလား။ကန်စီဒိုပိုကောင်းတယ်လို့ပြောနေတဲ့ပရိသတ်တွေကိုမေကွန်ထုတ်ရင်းနေပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။